မင်္ဂလာပါရှင်ကျမတော့ဝန်ဒီပါ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲတွေမှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့စစ်ကောင်စီတပ်သားတွေကိုစစ်ကူတပ်ဖို့အတွက်ရန်ကုန်ကိုလေကြောင်းကနေတဆင့်ပို့ဆောင်နေတယ်လို့ကြောက်ဖြူမြို့ခံနေစီကနေသိရပါဗျာ ကျောက်ဖြူမြို့နယ်အတွင်းမှာအမှတ်32ရဲတပ်ရင်းကို AA ကထိုးစစ်ဆင်တိုက်ခိုက်နေပြီးအဲ့ဒီတိုက်ပွဲတွေအတွင်းမှာဒဏ်ရာအပြင်းထန်ရရှိတဲ့စစ်ကောင်စီတပ်ကအရာရှိတွေနဲ့တပ်သားတွေကိုကျောက်ဖြူစေယုံမှာကုသနေကဒဏ်ရာပြင်းထန်သူတချို့ကိုလေချောင်းကနေတဆင့်ရန်ကုန်ကိုပို့ဆောင်နေတာဖြစ်တယ်လို့စစ်ကောင်စီတပ်နဲ့နှိစက်တဲ့ကျောက်ဖြူမြို့ခံကပြောပါရတယ်။ စစ်ကောင်စီကဒံရရတပ်သားတွေကိုလေကြောင်းကနေတဆင့်ပို့ဆောင်မှုတွေပြုလုပ်လာပြီးတဲ့နောက်ကြောက်ဖြူကနေရန်ကုန်ဘက်ကိုသွားမဲ့သူတွေဟာလေရင်လက်မှတ်ဝယ်ယူရတာတွေခက်ခဲလာတယ်လို့ကြောက်ဖြူမျိုးကန်တွေကပြောကြပါဗျ။ကြောက်ဖြူမျိုးနယ်ကအမှတ်32ရဲတပ်ရင်းကို AA ကဂျွန်လာ9ရက်နေ့ကလေးကစတင်ထိုးစစ်ဆင်ပြီးတိုက်ခိုက်နေတာပါ။ကြောက်ဖြူစေယုံမှာလည်းစစ်ကောင်စီတပ်ကလုံခြုံရေးတင်းကျပ်ထားတယ်လို့သိရပါဗျ။ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေတဲ့တပ်ထုတွင်စီမံကိန်းတွေပို့ပြီးတော့များလာသလိုတတော်ပြုံးတိတာတွေလည်းပို့ပြီးတော့များလာပါတယ်။ဗပောင်းဆောင်ကနေသဘာဝပတ်ဝန်းကျင်ပျက်စီးဆုံးရှုံးမှုတွေရှိနေပေမဲ့လူတို့အနေနဲ့ဒါတွေကိုထုတ်ပြောခွင့်နေဆုံးရှုံးနေရလို့သဘာဝပတ်ဝန်းကျင်လေးလာစောင့်ကြည့်သူတွေကပြောကြပါတယ်။မြေသစဉ်သတင်းပေးပို့ထားတာပါရှင်။စစ်အာဏာသိမ်းမှုနောက်ပိုင်းနိုင်ငံအနှံ့လူခွင့်ရေချိုးဖောက်မှုတွေအပြင် တစ်တောပြုံတိမှုနဲ့မြချောင်းအင်အိုင်တွေပိုပျက်စီးလာမှုတွေကိုပါကြုံတွေ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ဒီခြေနေတွေနဲ့ပတ်သက်လို့အခုဇွန်လထဲမှာပဲရှမ်းရက်ဖက်အဖွဲ့အစည်း၃ခုကဥဆောင်ပြီးတဘာဝပတ်ဝန်းကျင်ရေးတက်ကြွလှုပ်ရှားသူတွေကရည်ကြီးမှုတန်တရားနဲ့အစိတ်သင့်မြချောင်းများဆိုတဲ့ဇကားဝိုင်းတစ်ခုကိုလည်းပြုလုပ်ခဲ့ကြပါတယ်။နိုင်ငံတကာတစ်တောပြုံတိမှုတွေကိုစောင့်ကြည့်နေတဲ့ Global Forest Watch ရဲ့ထုတ်ပြန်ချက်မှာတော့မြမတစ်တောပြုံတိမှုက 2024ခုနှစ်တစ်နှစ်ထဲမှာပဲဧကပေါင်း9300တောင်ရှိနေပါတယ်။2024ခုနှစ်အတွင်းတစ်တောပြုံးတိမှုအများဆုံးက ရှမ်းပြည်နယ်ကဖြစ်ပြီးဧက2000ကျော်အထိပြုံးတိနေတာပါ။ဒီလိုတစ်တောပြုံးတိမှုကြောင့်အကျိုးဆက်အနေနဲ့မြေချောင်းတွေအပေါ်တက်ရောက်ပြီးမြေချောင်းတွေကိုမှီခိုနေထိုင်နေရတဲ့လူသားတွေကိုပါထိခိုက်လာပါတယ်။2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းတဘာဝရင်းမြစ်တွေပေါ်ပြည်သူတွေအနေနဲ့ စီမံပိုင်ခွင့်ကင်းမဲ့လာပြီးစီမံကိန်းတွေကလည်းပိုများလာခဲ့တယ်လို့ဒီအခြေအနေတွေကိုထုတ်ဖော်ပြောဆိုခွင့်တွေလည်းဆုံးရှုံးလာကြတယ်လို့ဆိုပါတယ် တခုတ်လုံမှုတွေတတူတူဖော်မှုတွေကိုလှုပ်ဆောင်ကြတယ်အဲ့ဒီအနေပြီးတော့မှဓာတီဥတုပြောင်းလဲမှုတွေဖြစ်လာတယ်အဲ့ဒီ climate change ဖြစ်လာတာကမြစ်ချောင်းလေးအပေါ်မှာကျွန်တော်တို့တွားပြီးတော့မှအသက်ရောက်တယ်ပေါ့နော်ကျွန်တော်နိုင်ငံမှာနှစ်စဉ်နှစ်တိုင်းရေကြီးတဲ့ပြဿနာတွေခဏခဏကြုံရရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီတောင်တန်းတွေနဲ့နေတဲ့မြစ်ချောင်းတွေမှာဆိုရင်ပို့ပြီးတော့မှတိတာတယ်ပေါ့နော်အပင်တွေမရှိတော့ဘူးဆိုရင်သူကရေကိုထိန်ထိန်ထိန်ထားနိုင်ဖို့အတွက်သူကမရှိတဲ့အခါဒီချောင်းတွေထဲမှာပေါ့နော်ရေတွေတက်လာတယ်နော်နှုံးတွေတက်လာတယ်ရေမျက် င်းနှပြင်းနဲ့မြင့်တက်လာတယ်တတူတူးရင်လည်းအာဒီတိုင်းတူးလို့မရဘူးအထက်မှာတော့ debt bomb ဆုံးရှိတယ်လို့ဒီလောဘတွေကြောင်းမလို့အဲလူတွေရဲ့အတ္တတွေကြောင်းမလို့ဒီမြစ်ချောင်းတွေကလည်းတိမ်ကောတဲ့အရာတွေအများကြီးဖြစ်ခဲ့တယ်တဘာဝတရားကြီးကိုကျမတို့မိခိုနေကနေမစင်မချင်လောက်ရက်တဲ့အရာအလုံးကကျမတို့ကိုပြန်ဒုက္ခပေးရဖြစ်တယ်ပေါ့နော်ကျမတို့တိုင်းပြည်ကတဘာဝအရင်မြစ်အရင်ကြွယ်ဝလေနော်အဲ့ဒီကြွယ်ဝမှုတွေကိုအာနာရှင်တွေကနေပြီးတော့မှလက်နက်တွေငွေကြေးတွေကိုအားကိုးပြီးတော့မှကျမတို့ဖိနှိပ်လာခဲ့တာ ဖြစ်တယ်ပေါ့နော်အာစစ်ကောင်စီကနေပြီးတော့အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာဆိုရင်တိုင်းပြည်နဲ့လူမျိုးကပုံပြီးတော့မှအတိဒုက္ခရောက်တယ်ထုတ်ဖော်ခွင့်နေအာဒီတဘာဝအရင်မြစ်ပြည်အပေါ်မှာစီမံပိုင်ခွင့်တွေကပုံပြီးတော့မှကင်းမဲ့လာတယ်ပေါ့နော်လူထုတွေသဘောမတူတဲ့စီမံကိန်းတွေပုံပြီးတော့မှများလာတယ်လူနည်းစုတစုကတော့အဆင်ပြေပြီးတော့မှကောင်းမွန်တဲ့အရာတွေကိုရပေမဲ့လူထုကကြတော့လည်းတဘာဝဘေးအန္တရာယ်တွေကိုကျွန်တော်တို့ခံစားရတယ်ပြီးခဲ့တဲ့နှစ်စက်တင်ဘာလတုန်းကယာဂီမုံတိုင်းအချိန်ကြောင် မြန်မာနိုင်ငံတော်မကြုံစဘူးရေကြီးရေရှမ်းမှုတွေဖြစ်ခဲ့ပြီးမြေပြိုတာနေအိမ်တွေပျက်စီးဆုံးရှုံးတာတွေအပြင်အသက်ဘေးအန္တရာယ်တွေပါကြုံတွေ့ခဲ့ကြရပါတယ်ဒီနှစ်မှာတော့မုတ်တုံအဝင်စောတဲ့အတွက်မေလကဆက်လို့မိုးရွာသွန်းနေတယ်လို့လက်ရှိချိန်မှာတော့နေရာတချို့မှာရေကြီးရေရှမ်းတဲ့ပြဿနာတွေဖြစ်ပေါ်လို့နေပါတယ်ဇွန်လ7ရက်နေ့တုန်းကလည်းမိုးရွာသွန်းပြီးနောက်ရှမ်းပြည်နယ်တောင်ပိုင်းညောင်ရွှေမြို့နယ်မှာရေကြီးမှုတွေဖြစ်နေတယ်လို့ ဇွန်လ23ရက်နေ့မှာတော့အင်းလေးအနောက်ဘက်ကံပလန်ဇီးပင်ကုန်းရွာနားမှာချောင်းရီကျော်နေပြီဖြစ်တဲ့အတွက်ရေဘေးအန္တရာယ်အတွက်စိုးရိမ်နေကြပါတယ်။အခုလိုရေကြီးတဲ့သဘာဝဘေးအန္တရာယ်တွေလိုမျိုးရာသီဥတုတွေပြောင်းလဲပျက်စီးလာတာကတော့တစ်တောတွေပြုံးတိမှုနဲ့ဆက်ဆက်နေတယ်လို့သဘာဝပတ်ဝန်းကျင်လေ့လာဆောင်ကြည့်သူတွေကဆိုပါတယ်။ ဆူဆူရွာရွာပါချောင်းတဘဝပဝင်းကျင်ထိခိုက်လဲဆိုတဲ့ချိန်ကျတော့များတော်ချင်းကဒီပြတော်ဖြုံးတိမှုပေါ့ဒီထုတ်လုပ်မှုကတအားများတယ်အာ2003ကနေစတာပေါ့အကြီးဆုံးကအာကျွန်တော်ဘာလို့အဲ့လိုပြောနိုင်လဲဆိုတဲ့ချိန်ကျအဲ2003ခုနှစ်မှာဆိုလို့ရှိရင်ဒီနိုင်ငံခြားကုမ္ပဏီတွေတော်တော်များများဝင်လာတယ် လန်လေအဲ့ချိန်သဖောက်တယ်ပေါ့နော်ဒါတရင်ကလုံးလို့လို့ပါပဲပေါ့နော်အဲ့ချိန်လုံးကတော့ဘာမှမဖြစ်သေးဘူးပေါ့အဲဒါပေမဲ့ကျွန်တော်တို့တစ်တော်ဖြုံတီးမှုမကတော့ဒီတတတူတွင်းပေါ့တတတူတွင်းကလည်းဒီ2004ခုနှစ်ကနေပြီးတော့ဒီနောက်ပိုင်းဆိုလို့ရှိရင်သူကစပြီးတော့ တော်တော်များများထုတ်လာတယ်။ဒါပေမဲ့ကျွန်တော်တို့2003ကနေဒီတီတော်ဖြုံတိမှုကကျွန်တော်တို့ရှပြည်နယ်ကနေဟိုးဖက်အညာအထိပြီးတော့ဒီအေယာဝတီအတိုင်းရန်ထိပေါ့နော်။အာဒါတနင်္ဂါလို့လို့လို့မျိုးဒီတီတော်ဖြုံတိမှုတအားဖြစ်လာတဲ့ချိန်ကြတော့သူကကျွန်တော်တို့ဒီတဘာဝပဝင်းချင်းကစပြီးတော့ပြောင်းလဲလာပြီ။လက်ရှိမှာဆိုရင်လည်းရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့နယ်ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ထိန်းချုပ်ရာဒေသက တရုတ်တပ်တူရင်းလုပ်ငန်းတွေကစွန့်ပစ်ပစ္စည်းတွေကြောင်းထိုင်းမြန်မာနယ်စပ်တခြားဖြတ်တန်းစီးဆင်းလာတဲ့နန်းခုံမြည်ရဲအာဆင်းနစ်တပ်တွေကြောင်းမြေရဲ့အစိတ်သိမှုအပေါ်ထိုင်းနိုင်ငံကဒေသခံတွေဟာထိုင်းဆိုရကိုဖြည့်ရှင်းပေးဖို့တောင်းဆိုတာတွေရှိနေပါတယ်။ဒါပေမဲ့မြန်မာနိုင်ငံဘက်မှာတော့အခုလိုမြေရဲ့အစိတ်သိမှုနဲ့ပတ်သက်တဲ့သတင်းချက်လက်စီးဆင်းမှုတွေနှဲပါသလိုစစ်အာဏာသိမ်းပြီးနောက်ပိုင်းတပ်တူတူးဖော်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့အချက်လက်တွေကိုလည်းစစ်ဆိုရဘက်က တာဝန်ယူမှုတာဝန်ခံမှုရှိရှိနဲ့ဖော်ပြတာထုတ်ပြန်တာမျိုးတခုမှမရှိဘူးလို့သိရပါဗျ။သဘောဝပတ်ဝန်းကျင်လေးလာစောင့်ကြည့်တဲ့သူတွေရဲ့လေးလာစောင့်ကြည့်ထားတဲ့အချက်လက်တွေအရရှမ်းပြည်နယ်အရှေ့ပိုင်းမှာတတုကုမ္ပဏီတရားဝင်နဲ့တရားမဝင်တတုလောက်ကွက်220ကျော်ဧကအဖြစ်တန်းလေးထောင်ကျော်လောက်လုက္ကင်နေကြတယ်လို့လည်းသိရပါဗျ။ကျမမြတ်သိစင်ပါရှင်။ ပင်လယ်ရေကြောင်းလုံခြုံရေးကိုအန္တရာယ်ဖြစ်စေနိုင်တဲ့လုံရက်တွေကိုရပ်တန့်ဖို့တရုတ်နိုင်ငံကဂျပန်ကိုတိုက်တွန်းထားတယ်လို့တရုတ်နိုင်ငံသားရေးဌာနပြောခွင့်ရလင်ဂျန်ကဗေကျင်းမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာဂျွန်လ12ရက်နေ့ကပြောလိုက်ပါတယ်။တရုတ်တိုက်လေယာဉ်တွေဟာပြီးခဲ့တဲ့သတင်းပတ်တွေကပစိဖိတ်သမုဒ္ဒရာပေါ်မှာဂျပန်စစ်ဖက်ကင်းလက်လေယာဉ်ဒဇင်နဲ့အနီးကပ်ပြန်တန်းနေခဲ့တယ်လို့ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနကပြောခဲ့ပါတယ်။ ီဖြစ်ရပ်နဲ့ပတ်သက်ပြီးမေးရမှာတော့လင်ကျန်းကတရုတ်နိုင်ငံရဲ့လုံဆောင်ချက်တရားနိုင်ငံကဥပဒေတွေကျင့်ထုံးနေတဲ့ကိုက်ညီတယ်လို့ပြောခဲ့ပါဗျ။တရုတ်နဲ့ဂျပန်နှစ်နိုင်ငံကာကွယ်ရေးဌာနတွေကရှိပြီးသားလမ်းကြောင်းတွေကနေဆက်သွယ်နေပါဗျ။ဒါဟာတရုတ်ရဲ့ပုံမှန်စီရေးလှုပ်ရှားမှုတွေအပေါ်ဂျပန်ရဲ့စီရေးရင်နေတဲ့လေရင်တွေကအနီးကပ်ထောက်လန်းခြင်းပဲဆိုတာကျွန်တော်ထောက်ပြပါရစေ။ဒါဟာပင်လယ်ရေကြောင်းနဲ့လေကြောင်းလုံခြုံရေးဆိုင်ရာ NDA တွေဖြစ်စေတယ်။ဒီလို NDA ရှိရဲ့လှုပ်ရှားမှုတွေကိုရပ်တန့်ဖို့ တရုတ်ကဂျပန်ကိုတိုက်တွန်းလိုက်ပါတယ်လို့လင်ကျန်းကပြောသွားပါတယ်ရှင်။ DVV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းလေးကိုကြည့်ရှုခဲ့ရတာပါအားလုံးကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ဝန်ဒီပါ